တိုက်ပွဲတွေပြင်းထန်နေတဲ့ကြောက်ဖြူမြို့နယ်မှာအရင်ကစစ်ဘေးရှောင်ကျေးရွာ30လောက်ရှိပြီးတော့လက်ရှိမှာနောက်ထပ်ကျေးရွာ15ရွာလောက်ကဒေသခံတွေဟာစစ်ကောင်စီရဲ့ NDA ကြောင့်ထပ်မံပြီးစစ်ဘေးရှောင်နေရတယ်လို့သိရပါတယ်။အခုထပ်မံတင်းချောင်နေရတဲ့ကျေးရွာသားတွေဟာရန်ကုန်ကြောက်ဖြူကားလမ်းမနဘေးကမင်းပြင်းပြူရွှင်ကြောက်ပြောက်ဝါမြောင်ကြောက်ကလေးစင်ရှောင်းစင်ဘုတ်မိုကြီးဆလင်းကျွင်းစပထား ချောင်းမြောင်စားတဲ့ကြေးရော်တွေကဖြစ်ကြပါတယ်။အဲ့ဒီကြေးရော်သားတွေဟာပြီးခဲ့တဲ့အောက်တိုဘာလကစတင်ပြီးတဖြည်းဖြည်းရွှေ့ပြောင်းနေကြတာဖြစ်ပြီးတော့လက်ရှိမှာစစ်ကောင်စီစစ်ကြောင်းနဲ့နီးကပ်လာတာစစ်တင်းပေါ်နဲ့မြေပြင်စခန်းတွေကလက်နက်ကြီးပစ်ခတ်မှုအပါအဝင်လေကြောင်းတိုက်ခိုက်မှုတွေရှိလာတာကြောင့်အရေးပေါ်ရွှေ့ပြောင်းနေကြရတာလည်းဖြစ်ပါတယ်။လက်ရှိမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအရခတ်တပ်တော်ထင်းချုံရနေရာတွေကိုတဖြည်းဖြည်းထိုးဖောက်ဝင်ရောက်လာနေပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလကုန်ပိုင်းမှာမြေပြင်ကြေးရွာအနီးကရင်းနှံတောင်ရွာနဲ့ အဲ့ဒီကြေးရွာရဲ့အရှေ့ဘက်၃မိုင်လောက်กว่าတဲ့တိုင်းရှောင်းရွာကိုပါရှင်းကပ်လာတာကြောင့်အနီးဝန်းကျင်ကကြေးရွာသားတွေဟာတခြားနေရာကိုရွှေ့ပြောင်းနေရတာလည်းဖြစ်ပါတယ်။လက်ရှိရွှေ့ပြောင်းနေရတဲ့ကြေးရွာတွေဟာအရင်ကတည်းကတင်းရှောင်နေကြတဲ့နှမ်းဖဲတောင်ပြိုင်စစ်ကဲဂေါ်တူကလဘာစီမိုရှောက်ရှောင်းဒေါမတောင်စတဲ့ကြေးရွာတွေကစစ်ဘေးရှောင်တွေလည်းနေထိုင်ကြတယ်လို့သိရပါတယ်။ကြောက်ဖြူမြို့နယ်မှာ အရင်ကတည်းကစစ်ဘေးရှောင်၅တောင်လောက်ရှိပြီး လက်ရှိမှာကျေးရွာ15ရွာလောက်ထပ်မံစစ်ဘေးရှောင်ရတာကြောင့်နေစရာစားနပ်ရိက္ခာဆေးဝါးနဲ့အဝတ်အထည်တွေရေးဖို့လိုအပ်နေတယ်လို့သိရပါတယ်စစ်ဘေးရှောင်တွေရွှေပြောင်းရင်းနဲ့လက်တလို့အတွက်နေထိုင်စားသောက်ရေးကိုလူမှုအဖွဲ့အစည်းတွေကကူညီနေကြပေမဲ့လိုအပ်ချက်မြန်မာနေဆဲဖြစ်တယ်လို့စစ်ဘေးရှောင်ရေးကူညီပေးနေတဲ့ Tribality အဖွဲ့တီထောင်သူကိုဗေတာကပြောပါတယ် တချို့ဆိုရင်ကျွန်တော်တို့အဝတ်တရေကူတခုနဲ့ကျွန်တော်တို့ထွက်လာရတဲ့လူတွေရှိတယ်။အဲတချို့ကငကိုကလေးကနေဘာမှမရှိတဲ့အရန်ကိုဒါစီးရင်နွမ်းပါကြတဲ့ပြည်သူတွေဖြစ်ပါတယ်။ဆိုတော့သူတို့မှာကျွန်တော်တို့ဟိုအခုကတော့ဒါအတိုင်းအတာတစ်ခုလေးလုံခြုံရေးနေရာကိုရောက်သွားပြီ။ဒါပေမဲ့မနေ့ဖြန်ကလေးကငိုနေပြီပေါ့နော်။မနေ့ဖြန်အိုးထဲမှာချက်မှတ်ဆန်ကမရှိသေးဘူးဆိုတော့ဒီစားရဲတောက်ရဲကိစ္စပြဿနာတွေအခုကကျွန်တော်တို့ဒီမိုးအော်ဟိုရာသီဥတုဒဏ်တွေကိုခံနိုင်ဖို့အတွက်ကျွန်တော်တို့က အဟိုလေခွင်းပြင်မှာကျွန်တော်တို့အိပ်ဖို့ဆိုတဲ့ဟာကလည်းကျွန်တော်မဖြစ်နိုင်ဘူးပြီးခဲ့တဲ့2023ခုနှစ်နိုဝင်ဘာကစတင်ပြီးစစ်ကောင်စီဟာကြောက်ပြူမြို့နယ်ကိုပိတ်ဆို့ထားခဲ့ပြီးတော့ဒေသခံတွေကိုရိုက်ခါဖျက်တောက်မှုဖမ်းဆီးနှိပ်စက်မှုတွေပြုလုပ်ခဲ့တာပါဒါအပြင်မလဆိုးပိုင်းကစတင်ပြီးစစ်ပွဲအရိယာမဟုတ်တဲ့ကြေးရွာတွေကိုပါလေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေပြုလုပ်နေတာကြောင့်တောင်းနေရှိတဲ့ဒေသခံတွေဟာပိတ်လွှတ်ရာကိုတင်းချောင်နေကြရတာလည်းဖြစ်ပါတယ် ပြီးခဲ့တဲ့နိုဝင်ဘာလ25ရက်ကလည်းတိုက်ပွဲမရှိတဲ့ကုံပွဲကြီးရွာကိုစစ်ကောင်စီကပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံ30လောက်သေဆုံးဒဏ်ရာရရှိခဲ့ပြီးနိုဝင်ဘာလ18ရက်ကလည်းတောင်ငူနဲ့အလေရွာတက်ကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံ10ဦးသေဆုံးဒဏ်ရာရရှိခဲ့ပါတယ်။ DMG ကပြုစုထားတဲ့အချက်အလက်တွေအရကြောက်ဖြူတိုက်ပွဲစတင်ခဲ့တဲ့ဖေဖော်ဝါရီ20ရက်ကနေနိုဝင်ဘာလ18ရက်နေ့အထိစစ်ကောင်စီရဲ့လေရင် drone လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပြစ်ခတ်မှုကြောင့်တေဆုံးဒဏ်ရာရသူအရတား62ဦးထက်မနည်းရှိတယ်လို့သိရပါဗျ။